ိုင်းစကားပြောတဲ့အခါမှာကျွန်တော်တို့မြန်မာစကားနဲ့ပြောင်းပြန်ဖြစ်တယ်လို့ထင်ရပြီးတော့ဘုနော်စကားပြောတဲ့လေးချင်းတော့အမေရိကန်လူတက်တဲ့စကားလုံးနှစ်ခုရှိတယ်။အဲ့ဒီစကားလုံးနှစ်ခုကိုကျွန်တော်တင်ချာလေးရှင်းပြမယ်နော်ဒီနေ့။ Okay ဆိုတော့ဗာလဲဆိုလို့ရှိရင် die ရတယ် die ကြားတယ်ဆိုတဲ့စကားရဲ့ hi ပေးတယ် hi ပေးတယ်ဆိုတဲ့စကားရဲ့ဒီကိရိယာနှလုံးဟာထိုင်းစကားပြောတဲ့အခါမှာကျွန်တော်ပုံစံနှစ်မျိုးနဲ့သုံးလို့ရတယ် အဲ့ဒါကြောင့်ဒီကောင်နှမျိုးကိုမတိထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့စကားပြတဲ့ခါမှာလေးလေးလေးနဲ့ခက်ခဲသွားတယ်ပေါ့နော်အရှင်းအောင်တွေးတော့တာကကိုကဘာကြောင့်ရှိကတင်မနောက်ကတင်မမတိဘူးကျွန်တော်ကြုံမှုကြလိမ့်မယ်အဲ့ဒါကိုမတိအဲ့ဒါကိုတေချာတိဖို့အတွက်တေချာလေးလေးလာသွားဖို့အကြံပြုချင်တယ်နော်ဆိုတော့ကြည့်လိုက်ကြမယ်ဆိုတော့ဘာလဲဆိုလို့ရှိရင်ဒီဒိုင်းနဲ့ဟိုင်းဆိုတဲ့ကလေးကနုံဟာသူများနဲ့မတူတဲ့ထူချာချက်နှစ်ခုရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲနံပါတ်1နံပါတ်1ပုံစံကဘာလဲဆိုလို့ရှိရင်ရိုးရိုးကလေးကဒီနဲ့တုံးတာမှတ်ထားမယ်နော် ရိုးရိုးကရိယာပြင်းနေတုံးတာဘလို့တုံးလဲဆိုလို့ရှိရင်အာဒိုင်ဆိုလို့ရှိရင်ဒိုင်ဆိုလို့ရှိရင်ရားတယ်လို့ပါတတ်ပြန်ရားတယ်လို့ပါတတ်ပြန်ပေါ့နော်ဆိုတော့ဥပမာအပြင်ဆိုလို့ရှိရင်အဲဘလို့နေရာမှာတုံးလဲဆိုလို့ရှိရင်တခြားကရိယာတွေရဲ့အနောက်မှာနေပြီးတော့တုံးတယ်တခြားကရိယာတွေရဲ့အနောက်မှာရှိတဲ့အခါမှာဒိုင်ကိုရားတယ်လို့ပါတတ်ပြန်ရတယ်မှတ်တယ်နော်တခြားကရိယာတွေရဲ့အနောက်မှာတုံးတဲ့အခါမှာဒိုင်ကိုရားတယ်လို့ပါတတ်ပြန်တယ်ရိုးရိုးကရိယာပုံစံပေါ့နော်ဆိုတော့ဥပမာအပြင်ဆိုလို့ရှိရင်လုံလို့ရားတယ်ဆိုလို့ရှိရင်လောက်တာထား ရတာဆိုလို့ရှိရင်ဒါရတမ်းတိုင်းလောလောရတယ်။အဲဒါကြီးလို့ရတယ်ဆိုလို့ရှိရင်ကြီးတာကဒူဒူတိုင်းနောက်ကနေပြီးကြီးလို့ရတယ်။ယူတနံပေါ့နော်။နောက်ကတောင်းလို့ရတယ်ဆိုလို့ရှိရင်တောင်းတာကခေါ်ဆိုတိုင်းနဲ့ပေါင်းလိုက်တဲ့ခေါ်တိုင်းတောင်းလို့ရတယ်ပေါ့။ဆိုတော့နောက်တစ်ခါမေးလို့ရတယ်မေးတာကထမ်းနောက်ကတိုင်းပေါင်းလိုက်တဲ့ထမ်းတိုင်းမေးလို့ရတယ်။ဆိုတော့ဒါကယူတနံသုံးတဲ့ပုံစံပေါ့နော်။ အတကယ်လို့ဒီခွန်ကိုမေခွန်အဖြစ်နဲ့ပြောင်းကြည့်ပြောင်းပြီးတော့သုံးကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းခုနကစကားလုံးမှာအမေခွန်လေးတိုက်လက်ရုံပဲဟိုမှာပဲဆိုလို့ရှိရင်လောက်ရမလားဆိုလို့ရှိရင်ထမ်းတိုင်းမိုင်းမိုင်းတိုင်းထမ်းတိုင်းမိုင်းအဲလောက်ရမလားဆိုနောက်တစ်ခါကြေလို့ရတယ်ဆိုတဲ့စကားမှာကြေလို့ရပြီလားဆိုလို့ရှိရင်ဒူတိုင်းလီယန်နောက်တော့မေခွန်ပြောင်းလိုက်တယ်ပေါ့နော်ကိုတိထားတဲ့မေခွန်လေးတွေဖြေပြောင်းမယ်မေခွန်လေးအများကြီးရှိတူတိုင်းလေးရံအဲ့လိုမျိုးဆိုနောက်တစ်ခါတုံလို့ရမလားလို့မေးမယ်ဆိုတုံလို့ရတာကခေါ်တိုင်း တောင်းရမလားဆိုလို့ရှိရင်ခေါ်တိုင်းမိုင်ခေါ်တိုင်းမိုင်တောင်းလို့ရမလားမေခွန်းတီးပြောလိုက်တယ်ဆိုတော့နောက်တစ်ခါမေးလို့ရပြီလားလို့မေးမယ်ဆိုတော့မေးလို့ရပြီလားဆိုလို့ရှိရင်ဆိုတော့ထာမတိုင်းမှာနောက်ကလီယန်တလေးတယ်ထာမတိုင်းလီယန်ထာမတိုင်းလီယန်မေးလို့ရပြီလားပေါ့နော်အားပြီလားပေါ့စသဖြင့်ဆိုတော့ဒါဟာယူရိုဒန်ကရိယာမုံစံမင်းနဲ့တုံးသွားတာအဲ့ဒီမှာမေခွန်းထိလေဒီတိုင်းပဲမေခွန်းမထိလေဒီတိုင်းပဲနန်ချပါရင်ဒီတိုင်းပါပဲဒါပေမဲ့နောက်တစ်ခုကပါလဲဆိုလို့ရှိရင် အဲကျွန်တော်ရိုးရိုးတန်းတန်းမဟုတ်ဘဲနဲ့တွန်းတာပေါ့နော်အဲ့ဒါပဲခါတွန်းလဲဆိုလို့ရှင် die ဆိုတဲ့စကားဟော die တော့အိုင်မိုက်တော့ die ခေးတယ်လို့ဘာသာပြန်တယ်ခေးတယ်တနည်းအားဖြင့်ဖြစ်တယ်ပေါ့ခေးတယ်ဖြစ်တယ်ဆိုပြီးဘာသာပြန်တယ်ဘလို့ခါမျိုးတွန်းလဲဆိုလို့ရှင် past tense လို့ခေါ်တယ်အတိတ်ကိုညွန်ပြတဲ့ခါတွန်းတယ်အတိတ်ကိုညွန်ပြတဲ့ခါတွန်းမယ်နော်ဘလို့ထားပြီးတွန်းမလဲဆိုလို့ရှင်တခြားကိရိယာတွေရဲ့အရှိမထားပြီးတွန်းမယ်တခြားမိုက်တော့နော် die ကို ခေးတယ်တနည်းအားဖြင့်ဖြစ်တယ်လို့ပါတယ်ပြန်တယ်ဘလို့ခါမင်းမှာသုံးလဲဆိုလို့ရှိရင် past tense ကိုတဲ့အတိတ်ကိုညွှန်ပြတဲ့အခါသုံးတယ်ဘလို့ထားပြီးသုံးလဲဆိုလို့ရှိရင်တခြားကိရိယာရဲ့အရှင်းမှာထားပြီးသုံးတယ်ဆိုတော့ပြောလိုက်မယ်ဆိုတော့ခုနစကားလုံးမှာပဲပြောမယ်ဆိုလို့ရှိရင် die time die time လောက်ဖြစ်တယ်တနည်းအားဖြင့်လောက်ခေးတယ်ပေါ့လောက်ခေးတယ် die time die do ဆိုလို့ရှိရင်နော် die do လို့ဆိုတာကြည်လား die do ကြည်ခဲ့တယ်ကြည်ဖြစ်တယ်ဇာတ်သဖြင့်ပါတယ်ပြန်တယ်နောက်တစ်ခါ my call ခေါ်ဆိုတာတောင်းတာဒိုက်ခေါ်ဆိုလို့ရှိရင်တောင်းခေးတယ်တောင်းဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဒိုက်ခေါ်ဆိုတော့နောက်တစ်ခါဒိုက်ထာထာဆိုတာမေးတာလေဒိုက်ထာမေးကြည့်တယ်မေးဖြစ်တယ်အဲ့လိုမျိုးအဲ့တော့အဲ့ဒါတွေဟာကျွန်တော်အတိတ်ကိုရင်းညွှန်ပြီးပြောတာဒီကေတော့အဲ့ဒါမှာအငင်းစကားတိုက်ပြီးပြောပြခြင်းနော်ကျွန်တော်မေးတိုင်းထာမလောက်ခေးဘူးမလောက်ဖြစ်ဘူးအဲ့လိုတည်းပြရမေးတိုင်းထာအဲ့ဒီမှာမေးတိုင်းလေမလောက်ဖြစ်ဘူးမလောက်ခေးဘူးမေးတိုင်းတို့မကြည့်ဖြစ်ဘူးမကြည့်ခဲ့ဘူးဆိုတဲ့တည်းပြရ နောက်တစ်ခါမိုက်လိုက်ခေါ်မတောင်းဖြေဘူးမတောင်းကဲဘူးဆိုပြီးအတက်ပြရမိုက်လိုက်ထားမမမေးကဲဘူးမမေးဖြေဘူးဆိုပြီးအတက်ပြရသွားပါဘောနော်ဒါကြောင့်ကျွန်တော်ပြောချင်တာကသူ့ကိုအငင်းပဲတက်တန်းမိခွန်းပဲတက်တန်းကျိတ်တလို့တက်လို့ရတယ်အဲ့ဒီဒိတ်ဟာတခြားကရိယာရဲ့အချိန်မှာရှိနေတဲ့အခါမှာခေးတယ်ဖြစ်တယ်လို့ပတ်သက်ပြန်တယ်အတိတ်ကိုရင်ညွန်ပြီးတော့ပတ်သက်ပြန်တယ်ဒါပေမဲ့တခြားကရိယာနားမှာရောက်နေတဲ့အခါရိုးရိုးကရိယာဖြစ်နေရတယ်လို့ပတ်သက်ပြန်တယ်ဘောနော်ဒါလေးတွေကိုတခြားသိချင်တာပါဆိုနောက်ထပ် hi ဆိုတဲ့စကားလုံးတစ်လုံးကကြတော့ နောက်ထပ်ဗီဒီယိုနဲ့ဆက်မှာပဲပြန်တွေ့ကြမယ်နော်ဗီဒီယိုရှင်းသွားမှာဆိုတော့โอเคကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြအောင်